အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့လောက်ရတာလဲလွယ်ကူပြီးအကုန်ကြလက်တက်တာတဲ့ငပြောတိမုတ်ဖတ်ထုတ်ပေါင်းလေးလှူစားပြပါရရှင်ကဲဒါဆိုရင်လုံနည်းလေးကိုတည်ရအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးနော်ပထမဆုံးငပြောသည့်မိမိကိုအခွန်နှွားပြီးတော့ပကံတစ်ခုထဲမှာထည့်ထားပေးလိုက်ပါမယ်။အားလုံးစုစုပေါင်းရခိုင်ငပြောသည့်မိကိုလုံးတုံးထားပါရဲ့ရှင်။ ပြီးရင်တော့ငပြိုသီးမြက်လေးကိုလက်နဲ့ပဲအားရပါရလေးခြေထားပေးလိုက်ပါမယ်။ဒီနေရာမှာခရင်လေးနဲ့ခြေမယ်ဆိုရင်လည်းရပါတယ်နော်။အိမ်မှာငပြိုသီးမြက်တွေများနေလို့စားလို့မကုန်ဆိုလို့ရှိရင် ခုလိုမျိုးလေးလှုပ်ရှားကြည့်ပါရှင်။ပါဝင်ပစ္စည်းလေးနဲ့ပြီးတော့လှုပ်ရတာလေးလွယ်ကူတဲ့တရေချာတစ်မျိုးလေးဖြစ်ပါတယ်ရှင်။ငပြိုသီးမြက်လေးတွေအားလုံးကျင်းရအောင်ခြေပြီးွားပြီဆိုရင်တော့သူ့ထဲကိုမွေးဆန်စိမ်မုန့်150ဂရမ်ပါတဲ့အထုပ်တစ်ထုပ်လုံးကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့မုံသားလေးအနေငယ်ပွားအောင်လို့မောက်ခုတ်စော်တာကိုလည်းလက်ဖက်စားစွန်းနဲ့တဝက်စာလောက်ယူထည့်ပေးလိုက်ပါမယ်ရှင်။အချိုရတာအတွက်ကိုတော့ကျမကထညက်ရည်ကိုညောင်ကြီးချအောင်လို့ကြိုးထားတာလေးထည့်ပါမယ်။သူကတော့ထမင်းစားစွန်းနဲ့သုံးစွန်းစာမမောက်စာလောက်ယူထည့်ပေးလိုက်ပါလိမ့်ရှင်။ပုံမှန်အဖြစ်တော့ကြကြားနဲ့လုပ်ကြတာများပါတယ်။ကျမကတော့အယောင်မီနဲ့ပူပြီးတော့လှအောင်လို့ထင်းရည်ကြိုးထားတာလေးနဲ့လုပ်ပါမယ်ရှင်။ ပြီးတော့တာနဲ့ဒီပါဝင်ပစ္စည်းအားလုံးကိုတမသွားအောင်တတိစစလေးနောက်တစ်ခေါက်ပြန်ထပ်ပြီးတော့နေပေးလိုက်ပါမယ်နော်အားလုံးတမအောင်နေပေးပြီးွားပြီဆိုရင်နော်မုံသားလေးပွားလာအောင်လို့နိုင်ဝက်လောက်နှက်ထားပြီးလိုက်ပါမယ်ရှင်ဒါတော့မုတ်ထုတ်ဖို့အတွက်ငပြောဖက်ကိုနွမ်းသွားအောင်လို့နေပူလှန်ထားပေးပါတယ်ပြီးတော့အုံကြီးလေးလည်းထည့်ထုတ်ချင်တာမို့လို့အုံကြီးပဲလေးလည်းအနေနဲ့ချစ်ထားပေးပါရစေ။အုံကြီးကတော့မထည့်ဘူးဆိုလည်းရပါတယ်နော်။ ကဲဂူမုတ်ကိုနှက်ထားတာလဲနိုင်ဝက်လောက်ရှိသွားပြီဆိုတော့စပြီးတော့ထုတ်ပါမယ်ရှင်။ဘောစာထုတ်ဖို့အတွက်အရင်ဆုံးငပြောဘက်ကို စီလီအနေငယ်တုပ်ပေးလိုက်ပါမယ်။ပြီးရတဲ့ခုနကမုတ်နှစ်ရည်လေးထည့်ပေးပါမယ်ရှင်။ပြန်ရတော့ဒီမုံနှိလေးပေါ်ကနေပြီးတော့အုံနှိပက်လေးကြီးဖြူပေးလိုက်ပါမယ်။ပြန်ရတဲ့ငပြောဘက်ကိုဘယ်ညာဟိုဘက်ဒီဘက်လေးခတ်မယ်။ အထက်အောင်လေးခောက်ပြီးသွားပြီဆိုရင်တော့အခုပုံမှာပြထားတဲ့အတိုင်းမုတ်ဖက်ထုတ်လေးရပါလိမ့်ရှင်။ဒါကတော့လေကူရူးရှင်းတဲ့ထုတ်တဲ့ပုံစံလေးပါ။ကြံနေသေးတဲ့မုတ်နှစ်လေးတွေကိုလည်းဒီတိုင်းလေးပဲဆက်ပြီးတော့ထုတ်သွားပေးလိုက်ပါမယ်။ခုလိုမျိုးဖက်မှစီလေးတုပ်ပြီးတော့ထုတ်ပြရတာကတော့မုံကိုပေါင်းပြီးတော့ကြက်သွားတဲ့အခါမှာဖက်မှမုတ်ကကက်မနေတော့ပဲနဲ့အလွယ်တူဖွာလို့ရအောင်လို့စီလေးတုပ်ပြီးတော့ထုတ်ပြရတာပါနော် ပြီးတော့ထုတ်ပြီးသွားတဲ့မုတ်ဖက်ထုတ်လေးတွေကိုလည်းပေါင်းမဲ့စကားလေးရဲ့မှာတစ်ခါရဲ့စီပြီးတော့ထည့်ထားပေးလိုက်ပါမယ်ရှင်။အားလုံးပြီးသွားပြီဆိုတာနဲ့ရေလေးစုအောင်တွေထားတဲ့ပေါင်းအိုးပေါ်မှာပေါင်းစကားလေးကိုတင်ပြီးတော့အဖုံးလေးအုပ်ပြီးတော့နိုင်ဝက်လောက်ပေါင်းထားပေးလိုက်ပါမယ်ရှင်။နိုင်ဝက်လောက်ပေါင်းပြီးသွားပြီဆိုရင်တော့မီးလေးပိတ်ပြီးတော့ဖုံးလေးဖြင်းကြည့်လိုက်ပါမယ်ရှင်။အထဲကမုတ်သားလေးချက်မှတ်ချက်ကိုအရင်ဆုံးတထုပ်လောက်ဖြင်းပြီးတော့ကြည့်ကြည့်လိုက်ပါမယ်။ ယ်ခုဆိုရင်တော့အထဲတက်ကမုတ်သားလေးတွေလည်းလုံးဝကိုကျက်နေပါပြီเนาะခဏလောက်အေးခံပြီးသွားပြီဆိုရင်တော့သုံးဆောင်လို့ရပါပြီရှင်ကဲခုဆိုရင်တော့အုံးသီးနဲ့လေးမှုပြီးအရသာချွချူလေးနဲ့စားလို့ကောင်းတယ်ငပြိုသီးမုတ်ဖတ်ထုတ်လို့ရတော့စားလို့ရပါပြီရှင်ချူရတာကလည်းအရင်ကဲထားတဲ့ကြောင့်မလို့စားရတာလည်းအနေတော်ရေးလို့ဖြစ်ပါမယ် ကိုယ်မှာငပြောတိမဲ့ရေများနေလို့စားမကုန်ဘူးဆိုရင် ခုလိုမျိုးလေးငပြောတိမုတ်ဖတ်ထုတ်လေးလို့စားကြည့်ပါရှင်။လို့ရတာလေးလွယ်ကူပြီးတော့ကုန်ကြစိတ်လည်းတက်တာလေးဒီစားတမျိုးလေးဖြစ်ပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပြီးရတော့လေကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒါဆိုနောက်ထပ်ဗီဒီယိုလေးတွေမှာပြန်ပြီးတွေ့ဆမယ်နော်။